2012ခုနှစ်မှာနိုင်ငံတကာကိုတကားဖွင့်လိုက်တဲ့မြန်မာပြည်ဟာပြောင်းလဲချိန်တန်ပြီဆိုတော့အရသာအစိုးရရဲ့အုပ်ချုပ်မှုအောက်ကိုရောက်နေပါပြီ2000ပြည့်လွန်နှစ်တွေကစလို့ခြေကုပ်ယူအချိန်မြင့်လာနေတဲ့လုပ်ငန်းတွေထဲမှာတိတိတသာရှေ့တန်းကိုရောက်လာတဲ့စက်တောက်ဆိုင်ကဏ္ဍဟာမြန်မာပြည်ရဲ့အပြောင်းလဲတစ်ခုကိုယဉ်ကျေးမှုမျက်နှာစာကနေလှည့်ဟပြနေပါတယ် ွေနဲ့မြင့်တက်ကြအသားချနေတဲ့သတ်သက်ဆိုင်လုပ်ငန်းဟာကမ္ဘာနဲ့ခီးသွွားတွေဝင်ရောက်မှုမြင့်တက်လာခြင်းမှာအထူးအတွက်တစ်ခုကိုရောက်နေပြီလားဆိုတာကိုသင်ပြမယ် Great to Grow စီစဉ်ကကျွန်တော်မြင်ရဆိုတော့ မျိုးဟာတနည်းတာလုံးလှုပ်ရှားအသက်ဝင်ခဲ့ပြီးတဲ့နောက်လုပ်ငန်းခွင်တွေကနေရန်နာချိန်မှာမိတ်ဆွေပေါင်းတင်တွေမိသားစုဝင်တွေတငယ်ချင်းတွေနဲ့အတူတူစုံစည်းကြလိမ့်ရှိတဲ့နေရာဟာစားတောက်ဆိုင်တွေဖြစ်ပါတယ်မီယိုပလာအိမ်မှာချက်ပြုတ်စားတောက်ပြီးအနားယူနေတဲ့ကာလကြာရှည်အနားယူတဲ့ပုံစံကနေအပြင်ထွက်ပြီးစားတောက်ကြတဲ့အခါအစားအစာမျိုးစုံကိုပြောင်းလဲစားတောက်အပန်းဖြေတဲ့ရင်ကျင်းမှုသစ်စီကူးပြောင်းနေပါတယ်။ ုးဆက်ပေးမယ်ဒီငွေတစ်ယောက်ပါလာတယ်ကိုမိတ်ဆက်ပေးမယ်မြမရဲ့တငယ်ချင်းတစ်ယောက် ਨੇ ရန်ချော်တဲ့တငယ်ချင်းတစ်ယောက်ပေါ့နော်ဒီဟာနန္ဒာတဲ့ဒီဟာကတော့ Grace တဲ့ဟုတ်ကဲ့မတော်အိမ်မှာစားရတယ်ဒီရှင်းထွက်စားရတယ် taste ချင်းမတူကြအောင်နော် ဟုတ်တယ်အိမ်မှာတော့လည်းနေတိုင်းတော့စားပြည့်နေရပဲမိသားစုနဲ့ရတယ်ဒါပေမဲ့ Friday night လို့ဟာပြောမှာတော့ငွေချင်းတွေလည်းစားလိုက်တဲ့အခါကျတော့အရသာမျိုးစုံနဲ့ try လို့ရတယ်ဆိုင်လေးနဲ့လေနောက်တော့ stress out လည်းဖြစ်သွားအောင်ဒီတော့လည်းဖြစ်မှာပါဒါရန်ကုန်မှာဆို restaurant တော်များလာတယ်နော် ရွေးချယ်ကြရသူများဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်ဒီနှစ်ကမှာတော့ရွေးချယ်စရာများလာတော့များတောင်းတာဟုတ်တယ်အဲ့တော့ရွေးချယ်စရာများလာတော့အဲတိုင်းနာဖူးတွေလည်းစားလို့ရတယ်ပြီးတော့ international food တွေလည်းစားဖြစ်သွားတယ်ဟိုက fine dining နေလည်းထွက်နေရဲ့ဆိုတော့ Italian စားမလားပြင်သစ်စားမလားအဲ့ဒါလေးပေါ့နော်တိုက်တာလေးရွေးချယ်ပြရပါအဲ့လူငယ်တွေထဲမှာဆိုလို့ရှိရင်လည်းဒီဟာဒါ popular ဖြစ်လာတာပေါ့နော် Friday ဆိုလို့ရှိရင်ဒီလို hangout တွေအတွက်မနာတော့မှပို့ပြီးတော့လူငယ်ကြားမှာ TGIF တွေ TGIS တွေအဲ့လိုမျိုးတွေဆိုတော့လေအဲ့တော့ကောင်းလေကောင်းပါ ဘာလို့ဆိုတော့တကယ်ချင်းနေနဲ့ပိုးပြီး intense ဖြစ်တာပေါ့နော်အဲ့လိုမျိုးဆိုတော့လေပြီးတော့2021ခုနှစ်အပြောင်းလဲနောက်ပိုင်းမှာစားတောက်ဆိုင်ကဏ္ဍမှာကျွမ်းကျင်တဲ့စပုံမှုတွေစုံဦးတီထွင်လုပ်ငန်းရှင်တွေတိုးပွားလာခဲ့တာဖြစ်ပါတယ်။အဲဒီနောက်မှာတော့စားတောက်သူယဉ်ကျေးမှုတစ်ခုလည်းအချိန်ရစာပြုလာခဲ့ပါတယ်။အာအခုနောက်ပိုင်းနာတို့နာတို့ကြည်တာလဲစားတောက်ဆိုင်တွေကများလာတယ်လေ။အာ လူတွေရဲ့ရွေးချယ်စရာတွေလည်းများလာတယ်လူတွေရဲ့ live style တွေလည်း changes ဖြစ်လာရယ်ပေါ့နော်အဲနနလိုစားတော့ကြိုက်တဲ့သူတို့ကတော့စားတော့ဆိုင်တွေများလာတာကိုသဘောကျရယ်နှစ်သက်တယ် signature fine dining and the garden bistro ဟာမြန်မာနိုင်ငံစားတော့ဆိုင်ကဏ္ဍနယ်ပယ်မှာဆယ်စုနှစ်တခုကြာအောင်ခိုင်ခိုင်မာမာရပ်တည်လာခဲ့တာဖြစ်ပါတယ် signature စတင်တည်တည်ခဲ့တဲ့2006ဝန်းကျင်ချိန်ကာလတွေနဲ့နှိုင်းယှဉ်မယ်ဆိုရင်တော့ ီကနေ့ဈေးကွက်ပုံစံဟာအကြီးအကျယ်ပြောင်းလဲလာနေပါပြီကျွန်တော်မြန်မာလူမျိုးကဒီနေ့တော့ဆိုလို့ရှိရင်တိတ်မှဒီလိုမျိုးဟိုညစာတို့နေ့လယ်စာတို့ပြင်ထွက်စားရမှာမဟုတ်တာဘူးဒါပေမဲ့အခုနကြီးပြင်းချင်းပေါ့နော်ကို market ကိုလည်းကို educate လုပ်ရတယ် develop လုပ်ယူရတယ်ပေါ့နော်အခုချိန်မှာဆိုလို့ရှိရင်တော့ကျွန်တော်လွန်ခဲ့တဲ့10နှစ်17နှစ်အနေအထားနဲ့ရှင်းမယ်ဆိုလို့ရှိရင်တော့အများကြီးထိုးတက်လာပါတယ်ဒေတာရင်းနိုင်ငံတွေနဲ့ရှင်းမယ်ဆိုရင်လည်းလက်ရှိစားသောက်ဆိုင်ကဏ္ဍအသီးသီးရဲ့ရောင်းဝယ်ဟာညှော့နေနေတာမှန်ပေမဲ့ အခုတည်းပိုပြီးဖွံ့ဖြိုးလာစေမယ့်အခွင့်အလမ်းတွေကလည်းအနာဂတ်မှာစောင့်ကြိုလို့နေပါတယ်ကျွန်တော်အနေနဲ့မြင်တာတော့ income level ပဲလူ salary ပေါ့နော်လူတွေရဲ့လူတယောက်ချင်းစီရဲ့ income level လည်းပဲလူတယ်ပြီးရခါကျတော့ဘလောက်အထိပေါ့နော် easily accessible ပေါ့ကိုစားခြင်းနဲ့အစားအစာကိုအလွယ်တကူရနိုင်တဲ့ဟာမျိုးကိုနဲ့အနည်း တိတ်ပြီးတော့ဝေးဝေးမသွားရပဲအခု traffic ကလည်းရှိတယ်ဗျာ traffic ကရှိတဲ့အခါမှာမှ income level ရှိပြီမြန်ကိုကိုသွားစားမယ့်နေရာနေရာဝေးနေတယ်ဆိုတော့သွားစားနိုင်မှာမဟုတ်ဘူးပေါ့နော်အဲ့တော့ကိုလုတဲ့နေရာနားမှာရှိမယ်ဆိုလို့ရှိရင်တော့ဖြစ်နိုင်ပါတယ်မြန်မာနိုင်ငံကို2012မှာရောက်လာခဲ့ပြီးမြန်မာနိုင်ငံအစားအစာနဲ့ဝန်ဆောင်မှုကဏ္ဍအပေါ်အထူးတလဲစောင့်ကြည့်ခဲ့သူကတော့မြန်မိုးကိုတည်ထောင်သူပါသူမြန်မာပြည်ပြန်ရောက်လာတဲ့အချိန်ကအနောက်တိုင်းစားစရာဆိုင်ဆိုလို့53ဘာနဲ့သွားစရာ ကလပ်တစ်ခုလောက်ပဲရှိခဲ့တာပါ အန်ဩစီယာ night life အပြောင်းလဲတွေက ပြီးခဲ့တဲ့9နှစ်အတွင်းအချိန်အဟုန်ကောင်းလာခဲ့ပါတယ် Well, I mean, the, the competition in the restaurant industry here is. ဒီမှာရှိတဲ့စားသောက်ဆိုင်လုပ်ငန်းရှင်ပြိုင်မှုကပိုပိုပြင်းထန်လာပါတယ်။ဒီရှင်ပြိုင်မှုတွေမှာလာတိုင်းလူလူစားသောက်ဆိုင်အစ်စ်တွေဖွင့်လာတယ်။အဟောင်းတွေပိတ်လိုက်ရတယ်။ဒီဟာရမ်းရမ်းကိုရှင်ပြိုင်ရတဲ့ဈေးကွက်ပါ။သူတီထောင်ခဲ့တဲ့မြန်မိုး .com ဟာ2014ကဆလို Dining and Nightlife Award ကိုနှစ်ဆင်ချီးမြှင့်ခဲ့တဲ့ဟာ အခုဆိုရင်၄ချိန်မြောက်ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်2019ခုနှစ်တွင်အကောင်းဆုံးစားတောက်ဆိုင်တွေကိုစုပေးနေတဲ့ခန္ဓာပါဒီခန္ဓာတွေကိုကျင်းပလာခဲ့ရမျက်မိုးနေနဲ့၄ချိန်မြောက်ရှိပြီဖြစ်ပါတယ်စားတောက်ဆိုင်ခန္ဓာအသီးသီးမှာရှိတဲ့ဒီထွင်စမ်းသစ်မှုတွေထူးခြားစမ်းပြမှုတွေကိုဖော်ထုတ်ပေးနေတဲ့ခန္ဓာလည်းဖြစ်ပါတယ်မြန်မာနိုင်ငံမှာရှိတဲ့စားတောက်ဆိုင်လုပ်ငန်းခန္ဓာအနေနဲ့ဘလောက်တိုင်းတာဒီဖွံ့ဖြိုးလာနေလဲဆိုတာကိုဒီလိုခန္ဓာတွေကဖော်ညွှန်းပြသနေပါတယ်အစားတောက်နဲ့ဝန်ဆောင်မှုဆိုင်ရာတွေကိုစုချင်းမြင့်တဲ့နေရာမှာစုရသွားတဲ့ဆိုင်85ရာခိုင်နှုန်းက မြန်မာစားတောက်ဆိုင်တွင်ဖြစ်ပါတယ်။2019ခုမှာတော့စုပေါင်း45စုချင်းမြင့်ခဲ့ပြီးစားတောက်သူပြည်သက်တွေကပဲမဲပေးရွေးချယ်ရတာဖြစ်ပါတယ်။မြန်မာပြည်မှာစားတောက်ဆိုင်လုပ်ငန်းမှာတည်တည်တသာရှင်ပြိုင်မှုတွေများလာနေပြီလား။ if you look at other markets ကျွန်တော်ကတော့တနည်းတခြားပိုကောင်းလာတာကိုတွေ့ရပြီးချိန်နဲ့မိပါတယ်လူငယ်ဆုံးဦးလူငယ်ရှင်တွေဝင်လာကြတယ်အတွေ့အကြုံရှိပြီးသားနိုင်ငံခြားသားတွေဝင်လာတယ် ရေကြားမြေကြားစင်ကာပူကစတဲ့မြန်မာနိုင်ငံသားတွေပြန်လာပြီးစီးပွားရေးပြန်လုပ်ကြတယ်မြင်ရတာအရင်စိတ်လိုရှာပြီးခွန်အားဖြစ်ပါတယ် concept တွေလည်းရှိလာတယ်2017ကနေ2016ဆိုတဲ့6နှစ်တာကာလအတွင်းမှာစားတောက်ဆိုင်တွေများလာတယ်လို့ပြန်ဆိုင်မှုတွေများလာတာဟာလေစားတုံးသူတွေဘက်ကတုံးဆွဲလူအားတိုးလာနေပြီလားဆိုတဲ့ညွှန်ကြားတစ်ခုကိုသဘောတူသူကဒေါက်တာကျော်စောလင်းမှာ restaurant အတွက်ဆိုရင် ် MSC တင်စရာမလိုလာကျင်နိုင်လားထွက်ကျင်နိုင်ထွက်ပါတော့။ဆိုဘာလို့မြန်သားသူတို့ဟိုကဒါပြဿနာသေးသေးလေးလို့သူတို့ကမြန်တယ်။ဒါပေမဲ့ local လုပ်ငန်းလုံးဟိုကပြည်တွင်းလုပ်ငန်းရှင်ထိခိုက်နေရတာသူတို့ကသိဒါအောင်နေကလေးလေးပဲဖြစ်ထားတဲ့ပုံစံမျိုးဖြစ်နေတာပေါ့။ဆိုတော့ဟိုဒီဥပမာကျွန်တော်ဟိုတယ်မှာဆို3စားထက်ပဲကျွန်တော်တို့နိုင်ငံကြီး FDI ပေးလို့ဝင်တယ်။ဒီမှာကျတော့အဲ့လို restaurant ဖြစ်မှာမရှိဘူး။ဆိုတော့အဲ့အပိုင်းလေးတွေပါတယ်။ စားသုံးသူတွေဘက်ကတုံးဆွဲမှုဟာမြင့်တက်လာတဲ့အမျှရင်ဆိုင်ရတဲ့စိန်ခေါ်မှုတွေကတော့ဒီတုံးဆွဲလူအားဟာလိုအပ်တဲ့မျှကြေအထိရောက်မလာသေးတာမို့ဝယ်ယူလူအားနဲ့တုံးဆွဲလူအားမှာစောင့်ဆိုင်းနေရတာတွေလည်းရှိပါတယ်။ကုမ္ပဏီဝန်ထမ်းတယောက်ကဟိုအခုချိန်ထိအရင်ထွင်းကြယူတယ်မဟုတ်ရင်အဝါစားလမ်းမေးမှာ900 800စားတယ်။ဒါအဲ့အဲ့ဒါမပြောင်းသေးဘူး။ကျွန်တော်တို့ target ကအဲ့နေရာထားရတာ။တို့ကအဲ့နေရာမပြောင်းသေးဘူး။တို့စပိုင်းတွေပါမတက်လာသေးတဲ့အတွက်ကျွန်တော်တို့ကထင်သလောက်ကျွန်တော်တို့ မဖြစ်သေးဘူးဒါပေမဲ့ဖြစ်လာဖို့တော့ရှိတယ်ကျွန်တော်ကအဲ့ဒါကိုစောင့်နေတယ်တဘောကအဲ့ဒါပါပဲနောက်ထပ်စိန်ခေါ်မှုတစ်ခုကတော့ chain business အသွင်ပြောင်းလဲပြီးစားသုံးသူတွေဘက်က spending power တက်နေမှုက တိုင်းပြည်စီးပွားရေးနဲ့အလုပ်ကိုင်ခွင့်လန်းတွေကောင်းလာလို့ပါလို့ထောက်ပြလာသူကစားသောက်ဆိုင်လုပ်ငန်းရှင်များအသင်းရဲ့ဥက္ကဋ္ဌဦးနေလင်းမှာ ဆိုတော့ကျွန်တော်တို့ဟိုပြန်ကြည့်မယ်ဆိုရင်ဒါဟာဘယ်လိုပဲပြောဒီလိုဆိုင်ဖွင့်ဆိုင်ချိန်းဆိုင်နေဖွင့်နိုင်တယ်ဆိုတာကအားပေးရလို့ရှိလို့ပေါ့နော်အားပေးရရှိရဆိုကြရဒါ consuming power တော့အရင်ကတည်းကအများကြီးတက်လာလို့ဒီလိုမျိုးဖွင့်နိုင်တာပါအဲ့တော့ဒီဆိုင်တွေကဖွင့်ပြီးတော့ကြာဆုံးမသွားဘူးမြန်မာနိုင်ငံမှာ chain business အနေနဲ့ wine gege ကို fee စတဲ့စားတောက်ဆိုင်တွေဟာဆိုင်ခွဲတွေ20ကျော်ကနေ30ကျော်အထိရှိလာနေပါပြီဒါ2010နဲ့နှိုင်းမှဆိုရင်အများကြီးပြောင်းလဲလာပါတယ်ဒါ wine gege ဆိုရင်ကျွန်တော်သိတဲ့လောက်ကအာဒါ88 နော်1000 988 89လောက် ကသူတို့စခဲ့တယ်လာတဆိုင်နဲ့စတာနေတော့2ဆိုင်2ဆိုင်ကနေပဲဖြည်းဖြည်းစလာနေတယ်အခုဒါ2019ခုမှာသူ38ဆိုင်မြောက်ကိုသူဖွင့်သွားနိုင်ပြီဒါ fee ဆိုရင်လည်းဒါဆိုင်20ကျော်ရှိပြီဆိုတော့သူတို့နေရာအရရမှာလည်းသူတို့ live ဖွင့်ဖို့စူးစမ်းနေတယ်မြန်မာနိုင်ငံမှာဆိုင်ကွေးပေါင်း20ကျော်ဖွင့်လှစ်ထားတဲ့ fee crew ရဲ့ director ကိုပြည့်ဝေဖြူကတော့ဒီ3နှစ်အတွင်းမှာဈေးွက် ပြိုင်ဆိုင်မှုတွေပိုပြီးပြင်းထန်လာတယ်လို့ ဆိုင်ခွဲတွေကြောင့်ဝန်ထမ်းရှားပါတာလက်ကျင့်တင်ကြားပေးမှုတွေမှာစိန်ခေါ်မှုတွေရှိနေတယ်ဆိုတာနားလည်ပါတယ်အခုဖြစ်အခုကိုရိုဒီသောဆိုင်လောကမှာဖြစ်နေတာကတော့ကိုရိုဒီငားရစီတွေကြီးမြင့်တာပေါ့နော်ကိုရိုဒီဆိုင်ဆိုင်ဖွင့်ဖို့အတွက်ကိုနေရာတခုငားရတဲ့ဈေးကရန်ကြီးမြင့်တဲ့အခါကျတော့တချို့ဆိုရင်ဆက်မဖွင့်နိုင်လို့ပေးရတာရှိတယ်ကိုရိုကိုရိုကိုယ်တိုင်ကိုရိုလုပ်ငန်းမှာဆိုင်၃၀ကျော်ရှိပေမဲ့ကိုရိုပေးခဲ့ရတာလေ၅ဆိုင်လောက်ရှိတယ်ပေါ့နော်နိုင်ငံခြားအမှတ်တရစိတ်စားတော့ဆိုင် franchise တွေဝင်ရောက်လာတဲ့အခါ ဒီရင်းစားတော့ဆိုင်အုပ်စုတွေဟာတောင့်ခံထားနိုင်ပါမလားဒီနေရာခက်ခဲတွေကိုငံရစီကြီးမြင့်နိုင်ဘက်ကိုရှိရတယ်ဒီရှင်ပြိုင်မျိုးတော့အဓိကအကိုတို့စိုင်းတော်များကြုံတွေ့နေရဒီဒီစိုင်းဖွင့်ဖို့အတွက်ငားရန်ကကြီးမြင့်လာ1992ခုနှစ်မှာဘာကာနဲ့စနက်စားစရာတွေနဲ့လုပ်ငန်းစတင်ခဲ့တဲ့ဖီဟာနောက်ပိုင်းမှာတရုတ်စားစာအဲဒီကနေမြန်မာအစားစာကိုတိုးချဲ့ပြီးစိုင်းဝဲတွေဖွင့်လှစ်ခဲ့ပါတယ်အခုနောက်ပိုင်းထိုင်းစားစာနဲ့ဥရောပစားစာတွေပါရနိုင်တယ်လို့ Miami Great American ဆိုင်ကိုလည်း franchise ယူထားပါတယ်။အောင်မြင်တဲ့ chain business ဘက်ကကူးပြောင်းမှုကြိုးစားနေတဲ့ fee လုပ်ငန်းဟာပြင်ဆင်မှုတွေစတင်နေပါပြီ။ဟိုဟာ chain chain business သွားဖို့တော့အကူရောအခုပဲပေါ့နော်။ဟိုတော်တော်များများကတော့စပြီးတော့ပြင်ဆင်နေပြီ။အကူရောဒီ ဒီ knowledge ပိုင်းရလဲဘုနိုင်ငံသားမှာသင်တန်းတော်တက်တာတွေရှိတယ်။နောက်ပြီးသူတို့ရဲ့ chain business တွေဘယ်လိုမျိုးကိုခုဂျပန်မှာကိုတို့သွားလေ့လာခဲ့ဆိုသူတို့ဆိုင်ခွဲပေါင်း1000ကျော်သူတို့ဘယ်လိုမျိုးဖွင့်တယ်။ဒီဆိုင်ခွဲတွေကိုသူတို့ဘလို system အနေနဲ့ sporting ပေးနေတယ်။ဒါမျိုးတွေကိုကိုတို့သွားလေ့လာတယ်။ဘလိုပုံစံအနေနဲ့သူတို့လုပ်နေတယ်ဆိုတာကိုကိုတို့အဓိကလေ့လာပြီး chain business သွားဖို့အတွက်ကိုကိုတို့စပြီးတော့လေ့လာတယ်။မင်းလန်ရခိုင်မုန်တီနဲ့ပင်လယ်ဇာစားတောက်ဆိုင်လုပ်ငန်းဟာရခိုင်မုန်တီကိုလက်ညှိုက်မုန်တီဖြစ် ၂၀၀ပြည့်နှစ်ကလမ်းဘေးမှာစတင်ရောင်းချရာကပင်လယ်ဇာစီးဖူးတွေပါတွဲဖက်ပြီးအောင်မြင်မှုတွေရယူခဲ့ပါတယ်။အဲရကဆိုင်ဖူးလိုက်ပြန်လာလဲအဲရကပါလဲအမတို့ဆိုင်ကစီးပြန်ရောအဲ့ဒါနဲ့ပဲအမစမ်းချောင်းဖွင့်တယ်။စမ်းချောင်းမှာဖွင့်တယ်။စမ်းချောင်းမှာဖွင့်တယ်စမ်းချောင်းမှာလည်းရောင်းကောင်းတယ်။အကောင်ပြီးတော့အမဒီတောင်းဥက္ကလာထပ်ဖွင့်တယ်။တောင်းဥက္ကလာထပ်ဖွင့်တယ်တောင်းဥက္ကလာပြီးတော့အခုရှင်စုပ်ဘူးဆိုင်ပြန်ဖွင့်လာပါ ဒါတော့စားကြောင်းကနေရှင်စုပွဲကိုပြောင်းလိုက်တာစားတော့ဆိုင်လုပ်ငန်းအောင်မြင်ပြီဆိုတာနဲ့နောက်ဆက်တွဲလှုပ်ဆောင်ရတဲ့အရာတွေကတော့အစားစာတွေတန်ရှင်းလက်ဆက်ဖို့ကိုဦးစားပေးလှုပ်ဆောင်ရတယ်လို့ဝန်ဆောင်မှုတွေကလည်းနောက်ဆက်တွဲလိုက်ပါလာပါတယ်။ဟာတိုက် ော်မေချိုကတော့ဆိုင်ခွဲတစ်တွေတိုးဖွင့်နေရင်ဝန်ထမ်းလက်ကျင်ရေးတွေကိုပါတွဲပြီးလှုပ်ဆောင်နေတယ်လို့ဆိုပါတယ်။အမတို့စီမှာကလေးတွေကနေရကလေးတွေများတော့စားပွဲပိုင်းကိုလည်းအမတို့ဒီလိုယုံဖွင့်လိုက်တာပေါ့နော်ယုံဖွင့်ပြီးလို့ရှိရင်အပတ်စဉ်ဒီမှာသင်တန်းပေးတယ်။အဲအမတို့ကမြောက်ပုံကြတော့ရင် centrifugation နဲ့ဝေဟောက်လုပ်ထားတယ်။အမကနေပြီးလို့ရှိရင်ဟိုနေကလာတဲ့ပင်လေးစားတဲ့အကုန်လုံးအမတို့အမတန်ရှင်းလုပ်တယ်အကုန်လုံးလုပ်ပြီးလို့ရှိရင်စိုင်းတွေကိုမြတ်ပေးတယ်။အမတို့ ဒီယုံနဲ့ဒီ central ဝေါောင်းတွေကလည်းဟိုရှုပ်ထွားတာပေါ့နော်ဒီမှဆိုင်ကိုတက်စင်ပြီးသားပစ္စည်းတွေပေးတယ်စားတောက်ဆိုင်လုပ်ငန်းမှာအပြောင်းအလဲတွေစဉ်ဆက်မပြတ်ဖြစ်ပေါ်နေတာဟာမြန်မာနိုင်ငံရဲ့ယဉ်ကျေးမှုနဲ့စီးပွားရေးဆိုင်ရာမှာအပြောင်းအလဲတွေမှန်မှန်ကြီးဖြစ်ပေါ်နေတယ်လို့ပြောရရင်လည်းမမှားပါဘူးဆိုင်ခွဲတွေအများကြီးဖွင့်လာရတာက chain business ဘက်ကိုလှမ်းမြော်ကြည့်ရင်နိုင်ငံခြားကစားတောက်ဆိုင်လုပ်ငန်းတွေဝင်ရောက်လာချိန်မှာ ပြည်ရင်းလုပ်ငန်းရှင်တွေနောက်ဆုံးရင်ဆိုင်နေရတဲ့အကြီးမားဆုံးအခက်အခဲကတော့ဈေးကွက်ရဲ့အနာဂတ်ပုံစံကိုဘယ်လိုရှုမြင်သုံးသပ်တယ်လဲဆိုတာပါပဲစားသောက်ဆိုင်လုပ်ငန်းကတော့ဟိုအကိုမြင်တာတော့ဟိုကောင်းမှုပဲရှိပါတယ်။ကောင်းမှုမှာတော့ပြန်ဆိုင်မှုအားတော့များမှာပေါ့နော်။နိုင်ငံခြားက branding လည်းဝင်လာမယ်။အခုပြည်တွင်းက branding ရလဲကိုရီးယားနာမည်မကြအောင်ထိန်းသိမ်းမှုရှိတယ်ဆိုတော့အကိုတို့ကပို view site ပြီးတော့ဟိုထိန်းသိမ်းမှုလုပ်မယ်။နောက်ပိုင်းမှာ site တွေအများကြီးဖွင့်သွားဖို့ရှိရယ်။နောက်တစ်ခုက franchise development ပေါ့နော်။ဟို franchise development ဒီ setup system တခုတည်ဖို့ရှိရဲအဲ့ဒါနေဆိုတော့ကျွန်တော်ကကိုယ်ပိုင် brand ကို franchise လုပ်နိုင်ပါတော့เนาะဥပမာကျွန်တော်ကခက်ခဲရဟိုဟိုဘက်ကယူလာတဲ့ဆိုင်ကိုကိုယ်တိုင်လုပ်နိုင်တာအကောင်းဆုံးပေါ့ Mr. Sheffer 2010ကနေ2016အတွင်းဆိုင်ခွဲ၄ဆိုင်ဖွင့်ခဲ့ပြီးလက်ရှိမှာတော့ဆိုင်ခွဲ9ဆိုင်နဲ့လည်ပတ်နေပါတယ်စားသုံးသူတွေရဲ့ lifetime အပြောင်းလဲနဲ့ဈေးကွက်ရဲ့အနာဂတ်အရာပူပေါင်းဆောင်ရွက်ရေးလှုပ်ဆောင်ရမယ်ဆိုတာကိုလည်းသူနားလည်ထားပါတယ် ကျွန်တော်ကမျှော်လင့်လို့ရတာတခုပဲရှိ expanding power တက်လာမယ်ဟာပေါ့နော်ဆိုတော့အကောလုံးနဲ့ရှင်ရင်တော့ဘယ်လိုခေါ်မလဲကျွန်တော်တို့ကမျှော်လင့်လို့ရတဲ့အနေအထားတခုတော့ရောက်လာပြီပေါ့နော်ဆိုတော့ကျွန်တော်တို့နောက်တစ်နှစ်နှစ်လောက်စတင်ကိုကျွန်တော်ပြောင်းလဲလာမယ်လို့ကျွန်တော်ကမျှော်လင့်တယ် develop ဖြစ်တဲ့ကိစ္စကတော့ restaurant industry ကတော့ဟိုလွန်ခဲ့တဲ့9နှစ်လောက်နဲ့ရှင်လို့ရှင်ကိုတော်တော်ကြီးကိုဒါ develop ဖြစ်လာတယ်လို့ပြောလို့ရပါတယ်ခင်ဗျာဥပမာမောင်ရင်းကားလိုဟာမျိုးကျွန်တော်တို့မြန်မာနိုင်ငံစားတော့စားတော့ရိုးရအစားတော့ဖြစ်တယ်ဆိုရင်ဒါမောင်ရင်းကားနဲ့တူအောင်ကျွန်တော်ချက်ရမယ် ဒါကိုသူများနိုင်ငံကလာပြီးတော့မဝင်ငါကိုချက်သွားတယ်လားတခြားနိုင်ငံသားသားတယောက်ကမဝင်ငါကိုချက်ပြီးရောင်းတယ်ဆိုတော့ကျွန်တော်ဒါတော်တော်လေးစိုးရတဲ့အခြေအနေရောက်သွားမှာဒါကြောင့်လူမရောက်အောင်ကျွန်တော်ရဲ့တိုင်းသားဆိုင်ပိုင်ဆိုင်ပိုင်နဲ့ဆိုင်တွေကတော့တခါလေးရှင်းပြနိုင်အောင်အတွက်အစင်းစင်းဖြစ်နေဖို့လိုပါတယ်ဥမာဆိုင်ရဲ့အပြင်းအဆင်းအရာသာပြီးတော့ဒီကျမ်းမာကျမ်းမာရဲ့ညီအောင်ချက်ပြုတ်နိုင်ဖို့ဒါမျိုးတွေကျွန်တော်အများကြီးလိုပါတယ်ပြီးကြတဲ့9နှစ်အတွင်းမြန်မာနိုင်ငံရဲ့စားတောက်ဆိုင်လုပ်ငန်းကဏ္ဍမှာတော့စားတောက်သူတွေဘက်ကရော စားတောက်ဆိုင်ဝန်ဆောင်မှုပေးတဲ့အပိုင်းဘက်မှာပါတေးကြခိုင်မာတဲ့ခြေလန်းတွေမြင်တွေ့နေရပါပြီ။မြန်မာတနိုင်ငံလုံးမှာစားတောက်ဆိုင်ပေါင်း၄000ကျော်ရှိနေတာမို့အလဲလက်တန်းတဲ့အဆင့်မြင့်စားတောက်ဆိုင်လုပ်ငန်းတွေတိုးတက်လာမှုကတည်တည်တတ်တာကိုရှိနေပါပြီ။ဒါပေမဲ့ကြီးရွာရက်ွက်အဆင့်မှာတင်ဖူလော့တွေကိုအစိုးရကိုယ်တိုင်ဆိုင်ငန်းငှားပေးရင်ဒီကဏ္ဍကြီးတစ်ခုလုံးဟန်ချက်ညီညီတိုးတက်ဖို့လာလာတွေရှိနေပါတယ်။